နာလောက်ဆူတောင်းရအောင်ဖျားခင်ကိုရောရဲ့ကျေးဇူးတော်ကြီးလာပါတယ်ပါနေရစင်တိုင်းတုန်တင်နေခြင်းနဲ့တကွဖျားခင်ရဲ့ပေးထားတဲ့အသက်တာမှာယနေ့ထိတိုင်းသက်ရှင်နေထိုင်ရခြင်းဒီကျေးဇူးတော်တက်တက်ပါထိုကျေးဇူးတော်ကိုယနေ့ချီးမွမ်းမွတ်ဆိုပါရဖာကရောဤတွင်တင်ခြင်းများမှရရှိလာတဲ့ဖော်ပြခြင်းများသင်ခန်းစာများ ဖျားသခင်ကောင်းမြတ်ခြင်းများကိုတာ၍သိမြင်လာရခြင်းများအတွက်ယေရှုတင်ပါတယ်။ဒီရန်များကိုတဆင့်ပြန်လဲ၍သက်တည်ခံရခြင်းအတွက်လည်းယေရှုတော်ကိုချီးမွမ်းပါတယ်ပါ။ခရစ်ရှင်ဖျားသမီးပြောသောစကားစဉ်းစားသောတွေးခေါ်ပြုမှုသောပြုမှုများအားလုံးဟာဖျားသခင်ရဲ့ရှိမှာနှစ်သက်ဖွယ်သောရဖြစ်စေပါ။ကရရှင်တို့ထိမဲ့သာသမီအယောက်ချင်းစီတိုင်းတက်တာပြောင်းလဲခြင်းဖြစ်စေပါ။ကရရှင်ရွေးကောက်တဲ့သာသမီအယောက်ချင်းစီတိုင်းတက်တာမှာစကားပြောတော်မူပါ။ တမီးရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုအသုံးပြုလျက်ဖျားသခင်ဘုန်းနာမှာတော့ထင်ရှားဖို့ဆက်လက်ပြီးအသက်တာမှာပို့ဆောင်လန်းပြပါမိကြောင်းတပါးရီတော့တော်သခင်ခရစ်တော်ဤနာမကိုမြပြုလျက်ဆုတောင်းခြင်းနဲ့တကွာဆက်ကပ်ပါရဖျားရှင်အာမင်တတိခံဝေငှခြင်းလို့ဆိုတဲ့အခါမှာကျမအနေနဲ့ကျမရဲ့ကိုယ်တွေ့ကျမရဲ့ဘဝအတ္တမှာ အခုဒီအချိန်ရောက်တည်တည်တိုင်ပို့ဆောင်လမ်းပြခဲ့တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ပေါ်ပြခြင်းဘုရားသခင်ရဲ့တုံသင်ခြင်းဒီရတဲ့အားလုံးအတွက် ကျွန်မတက်တည်ခံရမယ်ဆိုရင်တော့အချိန်နဲ့ကဘလို့မှလောက်စရာအကြောင်းမရှိဘူးဒါပေမဲ့လည်းကျွန်မဘုရားသခင်ဆုတောင်းတယ်ကျွန်မဘာပြောရမလဲကျွန်မကြိုပြီးတော့စဉ်းစားတယ်ဒါပေမဲ့ စဉ်းစားလိုက်တဲ့အရာစာအုပ်တဥ္စာလောက်ဖြစ်နေဆိုတော့ကျမဘုရားသခင်တမီးကိုအတူဆုံးနဲ့အထီရောက်ဆုံးဖြစ်စေဖို့ရန်အတွက်တမီးရဲ့နှုတ်ရှာအားကိုကိုရော်ပဲသုံးပါတမီးပြောတာမဟုတ်ပါစေနဲ့တန်ရှင်သောဝိညာဉ်တော်ဖျားရင်လမ်းပြမှုနဲ့ဘုရားသခင်ပေါ်ပြတော်မူပါလို့ကျမဒါလေးပဲဆုတောင်းလိုက်ပါတယ်ပြီးတော့မနေ့ညကမှကျမအကြံဉာဏ်လေးပေါ့နော်ဘာလေးပြောရင်ကောင်းမလဲဆိုတော့စဉ်းစားပြီးတော့စာရွက်လေးနဲ့ရေးလာပါတယ်လို့ အဓိကတော့ကျွန်မရဲ့အသက်တာအားလုံးလည်းတည်ပြီးသားဖြစ်မှာပါအတူချုပ်ပြန်လဲပြောရမယ်ဆိုရင်တော့အဖေနဲ့အမေကမယုံကြည်သူနဲ့ယုံကြည်သူခရီးရန်နဲ့ဗုဒ္ဓဘာသာအိမ်တော်ကနေပေါက်ပွားလာတယ်ပြီးတော့အာကျွန်မငယ်စဉ်ပေါ့နော်မူလာတန်းအရွယ်9နှစ်လောက်ထဲမှာမိခင်ဖခင်နှစ်ယောက်လုံးကကွဲသွားတဲ့ခါမှာကျွန်မရဲ့အသက် အရွယ်အပိုင်းခြားပေါ့နော်18နှစ်လောက်ထိကကျမရဲ့မိခင်နဲ့ပဲကျမသက်ရှင်ခဲ့တယ်ကျမကြီးထွားခဲ့တယ်ပေါ့နော်ဆိုတဲ့အခါမှာဘာသာရေးပိုင်းဆိုင်ရာမှာကြည့်ရင်ကျမကဗုဒ္ဓဘာသာတယောက်ဖြစ်နေကျမအရွယ်ရောက်ခဲ့တယ်ပေါ့ဒါပေမဲ့ကျမရဲ့ဖခင်ကခရစ်တော်ကိုယုံကြည်လက်ခံတဲ့သားသမီးတယောက်ဖြစ်တဲ့အခါမှာသူ့အဖင်ကျမခရစ်တော်ကိုတည်ခဲ့ရတယ်သူ့အဖင်ကျမခရစ်တော်ကိုယဉ်ကျေးခွင့်ရခဲ့တယ် အဓိကကျွန်မပြောချင်တာခရစ်တော်ရဲ့အကြောင်းကိုသိခဲ့ရတယ်ဆိုတဲ့အသက်တာပေါ့နော်ကျွန်မဒါပေမဲ့ဘုရားသခင်ကိုကျွန်မအသက်ရှင်တဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျွန်မတက်တည်ခွန်ရင်ထူးတဲ့ဘုရားဆိုတဲ့အရာပေါ်မှာကျွန်မတက်တည်ကျွန်မကိုယ်တွေ့အပြင်တက်တည်ရပြီးတော့မှကျွန်မခရီးယံဘာသာကိုကူပြောင်းခဲ့တာဖြစ်တယ်။ကျွန်မအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျွန်မခရီးယံဖြစ်သွားတယ်။ကျွန်မအမျိုးသားလည်းခရီးယံဖြစ်တဲ့အခါမှာဟိုခရီးယံအိမ်အောင်တစ်ခုဖြစ်ကျွန်မ ိမ်အောင်ရှင်ဘဝကိုကျွန်မဆက်ရှင်းနေပေါ့နော်၁၈၁၉လောက်မှာကျွန်မစတင်ပြီးတော့အိမ်အောင်ရှင်ဖြစ်ခဲ့ပါတယ်ဒီခါမှာကျွန်မရဲ့မိခင်ကြီးကဘာသာရေးယုံကြည်ချက်ပြင်းထန်တဲ့အခါမှာကျွန်မအတွက်ခက်ခဲတယ်အများကြီးကြုံရပါတယ်အထူးသဖြင့်မောင်နှမသားချင်းမရှိတဲ့ကျမလိုတယောက်တည်းသောသမီးသူအရင်မျောလင့်ထားတဲ့သမီးပေါ့နော်ဆိုကျမက ဘာသာပြောင်းသွားတယ်ဆိုတဲ့အရာပေါ်မှာသူ့အတွက်ကြီးမားဆုံးသောသူစိတ်နောက်ဆက်ဖြစ်တဲ့အရာတစ်ခုသူဖြစ်ခဲ့ပါတယ်။ကျွန်မဒါကိုကျွန်မနားလဲပါတယ်။ဒါပေမဲ့ကျွန်မအသက်ရှင်နေဖရားကိုရသွားပြီဆိုတဲ့နောက်မှာကျွန်မဘာနဲ့မှလဲလို့မရတော့ဘူး။ကျွန်မရဲ့တက်တာမှာကျွန်မဒီတိုင်းပဲစင်ရည်ဒီချမ်းသာဒီဘာပဲဖြစ်နေပါစေကျွန်မဒီအသက်ရှင်နေဖရားကိုကျွန်မတည်တည်တည်ကိုယ်ကိုယ်စီးကပ်မယ်လို့ကျွန်မတန်ဖိတ်ထန်ချခဲ့ပြီးသားဖြစ်တဲ့အခါမှာကျွန်မရဲ့မိခင်နဲ့မကြာခဏပြဿနာတွေဖြစ်ရတယ် ဆိုတော့ကျမအနေနဲ့ဒီခက်ခဲများစွာကိုကျမမျက်ရည်နဲ့ကြော်ဖြတ်ခဲ့ပါတယ်လို့နောက်ပြီးတော့အိမ်အောင်တဲ့ဘဝတယောက်ကျမရဲ့ဟိုမျိုးသမီးတယောက်ရဲ့ရှင်သန်တဲ့အသက်တာအနေနဲ့ပြောရမယ်အိမ်အောင်တဲ့ဘဝရောက်လာတဲ့အခါမှာဖျားခင်ပေးခဲ့တဲ့သမီးနဲ့သားနဲ့ရရှိခဲ့တယ်သူတို့လေးတွေအတွက်ကျမခုနကမနှုတ်လာကြည့်ဖတ်တော်တဲ့ချမ်းစာပေါ့နော် တုတ်တန်ချမ်းဖြစ်မှာပါဒီချမ်းစာတွေမှာမိမကောင်းရဲ့အပြုတ်မှုအကျင့်စံဖျားသခင်ဖြစ်စေခြင်းနဲ့တာသမီမိမိမပေါ့နော်မိမကောင်းရဲ့အကျင့်ကျမပြေဆုံးလာလို့စဉ်းစားကြည့် ကျွန်မစဉ်းစားသလိုဒီမှာရှင်အမျိုးသမီးများအားလုံးလည်းစဉ်းစားနိုင်မယ်လို့ကျွန်မထင်တယ်။အဲ့ဒီမှာပါတယ်မိခင်ကောင်းအင်းအောင်ရှင်မကောင်းတာသမီးကောင်းအထူးသဖြင့်အမျိုးသမီးအကြောင်းပေါ့နော်သူပတ်သွားတယ်။ကျွန်မအရင်ဖျားရှင်ကိုကျေးဇူးအချီးမွမ်းတယ်။ဘာလို့လဲဆိုတော့ကျွန်မပြည့်စုံနေလို့ဖျားခင်ကျွန်မကိုချစ်တာမဟုတ်ပါဘူး။ တာကျမတိခွင့်ရခဲ့တယ်။ကျမမပြည့်စုံဘူးဆိုတော့ तू တိရဲ့သားနဲ့ကျမကိုခုထိ तू ချစ်တယ်။တဖျားရဲ့မြစ်တာပါ။ကျမရဲ့တတမှာဖျားသခင်နဲ့တီကျွမ်းချင်းဆိုတဲ့အချင်းကာလကိုအရှိအကြဆုံးကြုံပြခဲ့တာဖြစ်ပါတယ်။တီကျွမ်းဖို့ရန်အတွက်ကျမအများကြီးပေးဆပ်ခဲ့ရပါတယ်။ပြောင်းပတ်စနလီတီကျွမ်းမှုရန်အတွက်ကျမရဲ့သက်တာတော်တော်များများမှာ ချိုးဖဲ့ခြင်းခံခဲ့ရပါတယ်။ဒါမဲ့ဒီရရကျမနဲ့ဘုရားသခင်ပဲတိခဲ့တဲ့တသက်ကံစရင်ကျမရဲ့နှလုံးသားထဲမှာအခြေအမြစ်ဖြစ်တည်လာတဲ့အုံမြစ်ဖြစ်တည်လာတဲ့ဘုရားသခင်ကိုတည်ကျွမ်းခြင်းဆိုတဲ့တသက်တွေအတွက်ဘုရားသခင်ကျမကိုအကြာကြီးအချိန်ပေးခဲ့ပါတယ်။ဒီအောင်ကျမနားလဲခွင့်ရခဲ့တယ်။ဘုရားသခင် စံထားတဲ့အမျိုးသမီးတယောက်ရဲ့စံနှုန်းကိုကျမတို့ဘလို့မှလိုက်မမိပါဘူး။ဒါပေမဲ့ဒီလိုမှီလို့အဖျားခင်ကျမတို့ကိုချစ်တာမဟုတ်ပါဘူး။အဓိကသူ့ရဲ့သူတတ်မှတ်ထားတဲ့ဒီလိုပုံစံအမျိုးသမီးမျိုးကျမတို့မဖြစ်ပေမဲ့လေ။ဖျားခင်ကိုတည်ကျွမ်းခြင်းဆိုတဲ့အသက်တာမှာရင်းကျက်သောခရိယံအသက်တာဖြစ်ဖျားခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းပုံသွင်းလျက်ရှိပါတယ်။ တခါတည်းမှာကျမတို့ကြံစည်တဲ့အတိုင်းဘုရားခင်ဥစားပေးတယ်လို့ပဇက်ကပြောပြီးမယ်ကျမတို့ရဲ့စိတ်နှလုံးထဲမှာတသက်တာလုံးအတွက်ကြံစည်ပြီးသားအစီအစဉ်တွေဆွဲပြီးသားဖြစ်တတ်ပါတယ်ဒီຢာတွေကတခါတည်းမှာဖြစ်မလာခဲ့ဘူးပုံပြင်တပုတ်လိုပဲပြီးဆုံးသွားတတ်ပါတယ်ဒီကမှာလူကအထူးထူးပြပြကြံနေဘုရားခင်ရဲ့ကြံစည်သားတည်တယ်ဆိုတော့တုတ်တန်1921မှာပါတဲ့အတိုင်း ကျွန်မတို့ဒီကြမ်းကြက်လေးအဖြစ်အယောက်ချင်းစီတိုင်းနှစ်သိမ့်နဲ့ခွာယူဖို့ဖြစ်ပါတယ်။ကျွန်မတို့ကလူသားဖြစ်တဲ့အခါမှာအထူးထူးအပြားပြားကြံစီပါတယ်။ plan A plan B ကျွန်မတို့မှာ plan များစွာနဲ့အသက်တာမှာဘယ်လိုသွားရင်ကောင်းလဲဒါပေမဲ့တခါတည်းမှာကျွန်မတို့စီစဉ်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာဖျက်ခင်ကိုဖြစ်တင်နေဖျက်ခင်သူကြတော့ဖြစ်တယ်ကျွန်မဘာလို့မဖြစ်တာလဲဖျက်ခင် complain တက်တယ်ဒီခါမှာကျွန်မတို့ရဲ့အသက်တာမှာ အမင်္ဂလာဖြစ်လာပါတယ်။ဘုရားသခင်တေချာပြောပြတာဖြစ်တယ်။လူသည်အထူးထူးပြပြကြံစီတယ်။ဒါပေမဲ့ငါအကြံမဲ့တည်မယ်လို့သူကိုယ်တိုင်ပြောထားပြီးသားဖြစ်တယ်။ဒီရာပေါ်မှာကျမတို့တစ်ခါကျင်းဒီကျန်းစာအသက်ဖြစ်မလား။ဒီကျန်းစာကျမရဲ့မျက်စီထဲမှာစလုံးပဲဖြစ်လာတဲ့ခါမှာဘုရားသခင်ကိုနားမလဲ။ဘုရားသခင်ဘာကြောင့်ဘာကြောင့်ဟွာအိုက်ဆိုတဲ့မိဂုံးမောင်များစွာနဲ့ကျမအသက်ရှင်ခဲ့တယ်။ ကိုယ့်ရဲ့အထင်အတိုင်းကိုကောင်းမယ်ထင်တဲ့အရာလူတွေအမြင်မှာကောင်းမယ်ထင်တဲ့အရာကျမတို့လုပ်တတ်ပါတယ်ဒါပေမဲ့ကောင်းတဲ့အရာတိုင်းကိုဖျားခင်လက်ခံရလားဆိုတော့ကျမပြန်စဉ်းစားမိတယ်သူ့ရဲ့အလိုတော်အတိုင်းဖြစ်မှသာသူလက်ခံတယ်ဆိုတော့ကျမသဘောပေါက်လာတယ်ငါမကောင်းတာဘာမှမလုပ်ဘူးမဟုတ်တာမပြောဘူးငါမှန်တယ်ထင်တာငါလုပ်တယ်ကျမအသက်တာမှာဒီလိုမျိုးအချိန်တော်တော်များများကြုံဖြတ်ခဲ့ပါတယ် ကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်မလုပ်တယ်။တခြင်းဆိုတာကောင်းတယ်၊ချီးမွမ်းတယ်။ဒါပေမဲ့တခါတည်းမှာကိုဆိုတဲ့တခြင်းဘာလဲဆိုတာကျွန်မမစဉ်းစားမိတဲ့အချိန်ပေါင်းများစွာရှိပါတယ်။ထာဝရဘုရားသည်ငါဤသိုးရင်းဖြစ်တယ်လို့ပြောထားတဲ့ကျမ်းပိုက်တစ်ခုတော့မှပါဇက်ကနေစလုံးတစ်လုံးလုံးရွတ်ခဲ့တဲ့အချိန်ပေါင်းမနေပါဘူး။တကယ်တမ်းဘုရားသခင်တည်ကျွမ်းတဲ့အတ္တရောက်လာတဲ့အခါမှာ ကျမတို့ကိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားကကျမရဲ့တိုးထိန်ဖြစ်တယ်။အဲ့ဒီအရာကျမကိုအကြာကြီးစကားပြောတယ်။ကျမရဲ့တိုးထိန်ဆိုတော့ကျမကဘာလဲ။ကျမတိုးဖြစ်ရမယ်။ဒီအရာအဖြစ်ဘုရားသခင်ကျမကိုအများကြီးတိုးတင်ခဲ့တယ်။တိုးရဆိုတာဘာလဲ။ကျမတို့ဒီလိုနက်နက်နဲနဲတွေးမိရလားတခါတည်းမှာကျမအများကြီးကျမရဲ့တတ်တာမှာအခုအသက်အပိုင်းချရောက်လာတဲ့အချိန်မှာ တနေ့တည်းတနေ့ตาရွေးတိလာရတဲ့အရာတွေအများကြီးရှိပါသေးတယ်။ကျမတို့အသက်ရှင်နေတဲ့ပြည်ဖျားခင်နေ့ရဲ့အစဉ်တိုင်းသုံတင်နေခြင်းရှိပါတယ်။နေ့ရဲ့အစဉ်တိုင်းမှာตาရွေးตาပြီးဖွင့်ပြခြင်းသူ့နဲ့ตาရွေးရင်းနှီးခြင်းဒီမျက်မှောက်တော်ကကျမတို့ရဲ့အသက်တာမှာတရက်တည်းတရက်ဘာနဲ့မှလင်းနိုင်စရာအကြောင်းမရှိတော့တဲ့အသက်တာကိုဖြစ်လာစေပါတယ်။ကျမကိုယ်နိုင်တိုးပြင်းလာလို့စဉ်းစားမိတဲ့အခါကျမတိုးမဖြစ်ခဲ့တဲ့အချိန်အများစွာရှိပါတယ်။စိတ်တကောင်လုံးမြည်တွန်း တစ်ချိန်လုံးတပြက်ပြက်နဲ့မြည်တွန်ကြီးထွားခဲ့တဲ့အတ္တတာတိုးတကောင်လုံးငြိမ်ပြီးတော့နာခံပြီးတော့ဘုရားသခင်ဘာပြောမလဲဘုရားသခင်ရဲ့အတန်ကိုလိုက်ရှာတဲ့တ္တတာကျမဘယ်နှခါရှိခဲ့လဲဒါထာဝရဘုရားသခင်ငါဤတိုးတိန်ဖြစ်တော်မူဤဆိုတဲ့ကျမ်းပိုက်ကလေးတောင်မှကျမအသက်40လောက်မှတရားသဘောပေါက်ခွင့်ရခဲ့တာဖြစ်ပါတယ်ကျမဒီကျမ်းပိုက်ကိုနှုတ်နဲ့ဆိုခဲ့တယ်ကျမရဲ့စိတ်ထဲမှာနက်နက်နေနေမစင်စားခဲ့မိဘူး ဒီလိုချမ်းပိုက်ဒီချမ်းပိုက်ဒီထဲမှာဖျားခင်ကျမတို့ကိုနေ့ရက်အစဉ်တိုင်းစကားပြောနေတဲ့အရာတွေကတကယ်ရှင်ရနာတိုက်ကြီးတစ်ခုလိုပဲနှုတ်ကပတ်တော်ကကျမတို့အတွက်တန်ဖိုးရှိပါတယ်ဒီနှုတ်ကပတ်တော်အပြင်ကျမကိုနေ့ရက်အစဉ်တိုင်းဖျားခင်အသက်အသက်တာမှာတုံတင်နေတဲ့အရာကိုနားလေနားလေလာခွင့်ကိုဖျားခင်ပေးခဲ့တယ်ဖျားခင်အတန်ကိုကြားဖို့ကျမအချိန်ကာလအများကြီးကြာခဲ့ပါတယ် တခါတည်းမှာဘုရားသခင်ကျမတို့ကိုလူတယောက်အဖြစ်စကားပြောချင်တယ်။ဆိုလိုက်တဲ့တခြင်းတစ်ခုအဖြစ်စကားပြောချင်တယ်။ဖတ်လိုက်တဲ့ကျမ်းပိုက်အရာ အဖြစ်စကားပြောချင်တယ်။နေ့ရက်စဉ်တိုင်းဘုရားသခင်ကျမတို့ကိုဘလို့ပြောနေလဲဆိုတဲ့အရာကိုကျမမကြားတတ်ခဲ့ဘူး။ဒီအရာတွေကဘုရားသခင်ကျမတို့အယောက်ချင်းစီတိုင်းကိုသူပြောနေတဲ့စကား။သူလှုပ်ခိုင်းနေတဲ့အရာ။နင်းလှုပ်တာကောင်းတယ်နော်ဒါပေမဲ့ ကောင်းတိုင်းကလက်မခံဘူးဆိုတဲ့အရာကျမကိုသူတုံသင်လာခြင်းဖြစ်ပါတယ်။ကျမတို့တခါတည်းမှာဖျားသခင်ရဲ့အတန်ကိုကြားရဖို့နေ့တိုင်းပြုပြင်နေတဲ့အရာကိုနားလဲဖို့အသက်40မှာနားလဲမလားအသက်60မှာနားလဲမလားတယောက်နဲ့တယောက်ဖျားသခင်တတ်မှတ်ထားတဲ့အချိန်တော့တူမယ်လို့ကျမမထင်ပါဘူး။ကျမကိုယ်တိုင်မင်းလေးခုနားလဲနေတဲ့အရာနဲ့နောက်နှစ်အနည်းငယ်မှာ ထပ်မံပြီးဘုရားသခင်ပေါ်ပြမယ့်အရာတူခြင်းမတူမှာပါဘာလို့လဲဆိုတော့ဘုရားသခင်ကအတစ်တော်အတ္တတာနေ့ရက်အစဉ်တိုင်းမှာသူ့အားဖြင့်ပေါ်ပြနေတဲ့အရာတွေကအတစ်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 တွေပဲဖြစ်နေတဲ့အခါမှာတခါတည်းကကျမတို့ရဲ့ဆွဲလန်းနေအယူဆွဲနေတဲ့အရာတွေမှားပြင်းမှုကမှန်တယ်လို့လို့ဖြစ်နေတဲ့အရာတွေမှာဘုရားခင်ရဲ့ပေါ်ပြခြင်းနဲ့ရှောက်လန်းမှုကျမတို့ဘုရားခင်သွန်သင်ပါတယ်ဒီຢာတွေကကျမရဲ့အတ္တတာမှာနေ့ရက်စဉ်တိုင်းတက်တည်ဖြစ်လာတယ် ဘုရားသခင်ရဲ့စကားပြောရတာကိုကျွန်မပြုံမိလာတယ်။ဘုရားသခင်ကိုကျွန်မဘာပြောမလဲဆိုတာနားထောင်ရတဲ့တက်တာဒီအရာကိုကျွန်မတို့မယ်ဒီထိတ်လောက်တက်လာတယ်။ဘုရားသခင်ပြောနေတဲ့အတန်ကိုကြားကျင်တယ်။လောကအရာတွေသိများတဲ့ခါမှာတော့မကြားတတ်ပါဘူး။ကျွန်မကိုယ်တိုင်မြင်ရင်တစ်ခါတရံမှာလောကထဲမှာနေမဝန်းသွားတဲ့အခါမှာလောကဒီငါနဲ့မဆိုင်ဆိုတဲ့အတိုင်းကျွန်မတို့ဘုရားသခင်နဲ့မိသဟာယမှာထိခိုက်တတ်ပါတယ်။ ဒီရောက်ကျွန်မနေ့တိုင်းဖျားခင်ကျွန်မကိုသတိပေးနေတယ်မနဲ့မိုးလင်းတာနဲ့ဖျားခင်ကိုအရင်ရှာတဲ့အသက်တာဖြစ်လာတဲ့အခါလောကအရာတွေကကျွန်မတို့ရှာစရာမလိုသူ့အလိုလိုဖျားခင်ပြင်ဆင်ပေးပြီးသားဖြစ်တယ်ဆိုတာကိုသဘောပေါက်လာပါတယ်ဒါကြောင့်မလို့ဖျားခင်လူတိုင်းကိုဆုံးမတွင်တင်နေတယ်လို့ကျွန်မကိုလည်းဆုံးမတွင်တင်နေတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျွန်မယနေ့ခံစားနေရတာ ਨੇ ထပ်တူထပ်မြဒီမှာရှိတဲ့ ီကွန်မွန်မာရီလည်းခံစားရပါစေလို့ကျွန်မဆုတောင်းပါတယ်အထူးသဖြင့်ကျွန်မတို့ရဲ့အသက်တာမှာဘုရားသခင်စကားပြောနေတဲ့အရာတွေကိုရှာတတ်ဖို့နားထောင်သောနားနဲ့ခံယူတတ်တဲ့ဝိညာဉ်နှလုံးသားရှိပြီးတော့ဘုရားသခင်လှုပ်စေခြင်းနဲ့အရာအတိုင်းကောင်းတော်လဲဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်တာမှာတာဝိဘုံတော်ထင်ရှားသောခရိယံယုံကြည်သူမျိုးသမီးများခရိယံယုံကြည်သူသားသမီးမိသားစုများ ဖြစ်နိုင်မယ်ဆိုတဲ့အရာကိုဖျားခင်ရှင်ဒီကျမကိုဖော်ပြတဲ့အတွက်ဒီအရာအပြင်ရောက်ချင်းစီတိုင်းကိုကျမတက်တည်ခံခွန်အားပေးရှင်ပါတယ်လို့ကြားနာသူရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။